လာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အော်တိုဘာ၈ရက်နေ့ဖြစ်ပါတယ်။ဒီနေ့အော်တိုဘာ၈ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့ပုဂံညာဦးတကြောမှာအကြမ်းဖက်သမားတွေစုဖွဲ့လှုပ်ရှားနေတဲ့နေရာတွေပြီးခဲ့တဲ့ရက်ကတမရော်ကဝင်ရောက်ရှင်းလင်းနိုင်ခဲ့တဲ့ကန်ဒီပေါ့ရွာအနီးကိုသွားရောက်လေ့လာမှာဖြစ်ပါတယ်။ဒီကနေ့ဆက်သွားရင်တော့ပုဂံမျိုးဟောင်းကိုရောက်ရှိမှာဖြစ်ပြီးအရိကနေနမ်းမြင့်မျော်စဉ်ဒမရော်စီကဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီကန်ပေါ့ရွာကိုသွားတဲ့လမ်းခွဲကိုရောက်ရှိမှာဖြစ်ပါတယ်။ ကံပေါရွာလန်ငယ်ကနေဆက်သွားမယ်ဆိုရင်ပြီးခဲ့တဲ့ရက်ကတက်မတော်ကနေပြည်တော်ကနေပြည်ရှင်းလေးဆောင်ရွက်ခဲ့တဲ့ကံပေါရွာကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီလန်ဝဲကနေတဲတဲ့တိုင်းမယ်ဆိုလို့ရှိရင်တော့ကံပေါရွာကို2.8မိုင်အဲ့ဒီကနေကံဒီပေါ့တိကိုအဖြောင်းတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့2.9မိုင်ပြောရရင်တော့ဒီပကံမျိုးတစ်လန်ကနေကံဒီပေါ့ရွာအထိအဖြောင်းတိုင်းမယ်ဆိုလို့ရှိရင်တော့6မိုင်ကျော်9မိုင်နီးမှာရှိပါတယ်။ကံဒီပေါ့ရွာကိုသွားမယ်ဆိုလို့ရှိရင်6ပကံကျောင်းလန်ဖြစ်တဲ့ဒီပြည်လန်ကနေလည်းသွားလို့ရတယ်လို့ကြောက်ဘရောင်းပကံကျောင်းလန်ကနေလည်းဝင်လို့ရပါတယ်။ ဒါအကြောင်ဘရောင်းပကံကြောင်လမ်းကနေဝင်မယ်ဆိုလို့ရှိရင်လည်းအကျန်းဖက်သမားတွေစုဖွဲ့နေတဲ့ဧရိယာတကြောလုံးကိုရောက်ရှိမှာဖြစ်ပါတယ်။ပြောရရင်တော့ပကံကြောင်ကြောဘရောင်းမှာရှိနေတဲ့အကျန်းဖက်သမားတွေကကြောဘရောင်းညောင်ဦးလမ်းပြီးတော့ညောင်ဦး၆လမ်းရဲ့ဈာမှာရှိနေတဲ့ဧရိယာတကြောမှာစုဖွဲ့လှူရှားနေကြတာပဲဖြစ်ပါတယ်။ဒီ၄တောင်ဆက်ဆက်ကြနေတဲ့နေရာအတွင်းကရွာတွေမှာပဲစုဖွဲ့ပြီးလှူရှားနေကြတာဖြစ်ပါတယ်။ပကံဘူချူနောက်ကြောင်သားတက်မတော်စတဲ့အဖွဲ့ပေါင်းများစွာကဒီဧရိယာတဝိုက်မှာစုဖွဲ့လှူရှားနေကြတာဖြစ်ပြီးတော့အဓိကကတော့ကြောဘရောင်းညောင်ဦးလမ်းဒီတရင်တောင်ရဲ့အနောက်ဘက်ကရေရင်းမြစ်ရှိတဲ့ရွာတွေမှာ ဝင်ရောက်နေထိုင်ပြီးတော့ဒေသခံပြည်သူတွေကိုအနိုင်ကျင့်တာတွေမိုင်းထောင်ဖျက်ဆီးတာတွေနဲ့ဒီတက်မတော်စစ်ကြောင်းတွေကိုနှောက်ယှက်တာတွေဒါအပြင်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီလအနေငယ်လောက်ကဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်ဂန်းကာရွာဒေသခံရွာသူရွာသားတွေဒေသခံရမိရဖားတွေအတန်မဆဲဖျားပွဲပြုလို့ဘူးအစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲအကြမ်းဖက်သမားတွေရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ရွာရှိပါတယ်အဲ့ဒီရွာကတော့ဒီပကံမျိုးတစ်ကနေဆက်သွားရမှာဖြစ်ပြီးတော့ဒီ6ညောင်ဦးလန်းပြည်လန်းကနေသွားရမှာဖြစ်ပါတယ် ဆက်လက်ပြီးတော့ဒီအကြံဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေတက်မတော်ကနေမရှင်လေးဆောင်ရွက်ခဲ့တဲ့ကနေပေါ့ရွာရဲ့အဝင်နောက်ပြီးတော့ချောင်းရှိရွာမှာ PDF တွေစုဖွဲ့နေတယ်ဆိုတဲ့သတင်းနဲ့အကြံဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေကိုကျွန်တော်တို့တွားရောက်ပြီးတော့ရိုက်ကူးပြန်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။အခုကျွန်တော်တို့ရောက်ရှိနေတာကတော့ညောင်မျိုးရဲ့အဝင်လမ်းဆုံးနေရာပဲဖြစ်ပါတယ်။တဲတဲဆက်သွားရင်တော့ပကံညောင်လေးစေးကိုရောက်ရှိမှာဖြစ်ပြီးညာဘက်ကတော့ညောင်မျိုးတွေကိုရောက်မှာဖြစ်ပါတယ်။အခုကျွန်တော်မျက်နှာမူထားတဲ့ဘက်ကတော့ဒီဓမ္မရာဇီကရှိတဲ့ဘက်ပကံမျိုးသစ်ဘက်ကိုရောက်ရှိမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ဆက်ပြီးတော့သွားမှာကတော့တမတ်သမားတွေစုဖွဲ့နေတဲ့ဒီပကံချောင်းကျောက်ဘရောင်းလမ်းရဲ့အနောက်ဘက်မှာရှိနေတဲ့ရွာတွေရှိတဲ့နေရာနဲ့ဒေသခံတချို့ကိုသွားရောက်ပြီးတော့မေးမြန်းမှာပဲဖြစ်ပါတယ်ဖြစ်ပါအားလုံးမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာကတော့ဒါတရင်တောင်ကြီးကရှိတဲ့ရွာလေးတွေဖြစ်ပါတယ် ဒီဘက်ကိုဆက်သွားမယ်ဆိုရင်တော့မြေပြူကန်ရွာကိုရောက်မှဖြစ်ပြီးဒီရွာလမ်းမအတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့လက်ဝဲရွာလက်ဝဲရွာကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့ကန်ဒီဘောက်ရွာကိုရောက်ရှိမှဖြစ်ပါတယ်။ဒီကန်ဒီဘောက်ရွာဆိုတာကဒီတရင်တောင်ကြီးကိုအခြေပြုထားတဲ့ရွာတွေအပြင်ဘေးပတ်ဝန်းကျင်မှာလည်းတောတောင်တဘာဝတွေကစိမ့်ဆူတယ်။နောက်ပြီးတော့ဒီရေအင်းမြစ်ရှိတယ် ဆက်သွားမယ်ဆိုလို့ရှိရင်လည်းဒီပကံချောင်းကြောက်ရောင်းလန်းကိုသွားလို့ရသလိုအနောက်ဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်လည်း6ညောင်ဦးလန်းကိုရောက်မှာဖြစ်တဲ့အတွက်အင်မတန်မှာနေရာယူထားတာအဆင်ပြေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါအပြင်အခုပြပြမှာကြည့်လိုက်ရင်မြင်တွေ့ရသလိုပဲတော်တော်သဘာဝတွေရှိတယ်။အပင်တွေအများကြီးရှိတဲ့အတွက်ဒီအကြမ်းဖက် PDF တွေကသူတို့ရဲ့စကန်အနေနဲ့ပြုလုပ်ထားတဲ့နေရာတွေပဲဖြစ်ပါတယ်။ဒီနေရာတွေမှာဆက်ပြီးနေမြရှင်လေးဆောင်ရွက်မယ်ဆိုလို့ရှိရင်အကြမ်းဖက်တွေပြုလုပ်ထားတဲ့စကန်တွေခန်းစစ်တွေနဲ့ဒီအမျိုးမျိုးသောဒီအကြမ်းဖက်မှုလုပ်ငန်းတွေလုပ်တဲ့သူတွေအများကြီးရှိပါတယ်။ အဲဒါပြင်အဲ့ဒီကန်ဒီပေါက်ရွာဆိုတာကဘေးနားမှာရှိတဲ့ရွာတွေကဒီမထင်းရင်မထင်းသလိုမတင်ကြတဲ့သူတွေကိုဖန်ဆီးပြီးတော့ဒီကွာတာချရဲ6ပေါက်ချရဲနေရာတခုလည်းရှိပါတယ်အပြစ်ပေးတဲ့အကျဉ်းထောင်ပုံစံမျိုးအချုပ်ခန်းပုံစံမျိုးတွေလည်းရှိတယ်လို့သိရပါတယ်လက်ရှိအချိန်မှာတော့တမတော်ကဒီလက်ဝဲရွာရဲ့အလွန်ကန်ဒီပေါက်ရွာကဒီ PDF စကန်ကိုတော့နေမြရှင်လေးဆောင်ရွက်ပေးသွားပြီဖြစ်ပါတယ်အဒါအပြင်ဆက်လက်ပြီးတော့နေမြရှင်လင်းရမယ်ရွာတွေအကြမ်းဖက်တွေနဲ့အတူရှင်သွဲနေထိုင်နေတဲ့ရွာတွေလည်းရှိပါသေးတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့သွားရောက်ရိုက်ကူးမှာပဲဖြစ်ပါတယ်။ အခုဒီလမ်းကနေသွားမယ်ဆိုရင်ဒါကဒီလမ်းကနေဆက်သွားမယ်ဆိုတော့ကျွန်တော်တို့လက်ဝဲရွာကိုရောက်မှာဖြစ်ပါတယ်လဝဲရွာကနေမှတဆင်အကျံဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေအများကြီးစုဖွဲ့မှုတွေစကန်းချတဲ့နေရာကြီးအများကြီးကိုလည်းရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။ဒါကအခုကျွန်တော်လက်ရှိမြင်တွေ့နေရတာကတော့တရွန်းတောင်ချင်းနဲ့ပုံမှန်ရှိနေတဲ့ဖရားတွေဖြစ်ပါတယ်။ အင်မတန်မှာဒီစကန်ချလိုကောင်းတဲ့နေရာတွေရှိတယ်တောဆောင်တဘာဝအရာလည်းဒီစိမ့်ဆုံနေတယ်အရေးအဝါသားလည်းကောင်းတယ်ရေရင်းမြစ်ရှိတယ်ဒါတွေကစကန်ချဖို့အတွက်အကောင်းဆုံးနေရာတွေပဲဖြစ်ပါတယ်ဘေးဘဝဉာဏ်မှာကြီးလိုက်မယ်ဆိုလို့ရှိရင်တော့တမ88ရှိမယ်ဘေးမှာဒီခရိုင်နေမီရေစကန်တွေရှိမယ်ဟိုဘက်မှာဆိုလို့ရှိရင်လည်းခရိုင်နေမီရေစကန်တွေရှိမယ်ဆက်သွားမယ်ဆိုရင်လည်းတောင်စင်းကဒီရေစကန်တွေရှိကြပါတယ်ဒီလိုအခြေအနေတွေနဲ့ဘေးနက်ပတ်ဝန်းကျင်မှာရေစကန်တွေဒီကင်းတွေနောက်ပြီးတော့တမ်မစစ်ကြောင်းတွေရှိတဲ့ဂျားကပဲအကျန်းဖက်သမားတွေကအခုလိုမျိုး ဘေးကင်းကင်းအတားစီကင်းကင်းနဲ့ဒေသခံရွာသူရွာသားတွေနဲ့အတူဝင်ရောက်နေထိုင်ပြီးတော့အကြံဖက်လုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဒီအခြေအနေတွေကိုကျွန်တော်ဆက်လက်ပြီးတော့ရိုက်ကူးသွားမှာဖြစ်တယ်။နောက်ထပ်အတွင်းထဲမှာရှိရင်တော့ကျွန်တော်မှတ်တမ်းတပ်ပုံရိုက်ကူးလို့ရရင်ရိုက်ကူးမယ်။မှတ်တမ်းတပ်ပုံရိုက်ကူးလို့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်ဒီအခြေအနေတွေကိုမျက်မြင်အနေနဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့တည်တံ့ပြန်ဆက်ပြီးသွားဖို့ရှိပါတယ်။ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ လုံးဝမင်္ဂလာပါကျွန်တော်တို့အခုရောက်ရှိနေတာကတော့တရင်တောင်ကြီးမှာရှိနေတဲ့နက်ပလင်ရွာအနီးကိုရောက်ရှိနေတာဖြစ်ပါတယ်အခုဒီနက်ပလင်ရွာအနီးပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းဒါအညာမြေ Oasis လို့ပြောလို့ရပါတယ်ဒီပတ်ဝန်းကျင်မှာရေကန်တွေရှိတယ်တောတောင်တဘာဝတွေရှိတယ်အပင်တွေလည်းအများကြီးနဲ့စင်းစင်းဆူဆူရှိနေတဲ့ရွာဖြစ်ပါတယ်နက်ပလင်ရွာဆိုတာကတော့တရင်တောင်ကြီးတောင်ကျောရဲ့အရှိတ်မှာရှိပါတယ်ဒီကြောက်ဘောင်းပကံကြောင်ဦးလန်းနဲ့တရင်တောင်ကြီးရဲ့ကြားမှာရှိတဲ့ရွာတွေရာဖြစ်ပါတယ်အဲ့ဒီကနေဆက်သွားမယ်ဆိုလို့ရှင်တော့တရင်တောင်ကြီးအကျော်မှတည်ထားတဲ့၃တောင်ကျော်ခရာနောက်ပြီးတော့ရွှေနဲ့တောင်ခရာ စတဲ့ကြောင့်အကြဖရားတွေကိုလည်းတိဆောက်ထားတာကိုမြင်တွေ့ရပါတယ်။ဒီတရေတောင်ကြီးပေါ်မှာလည်းဒီ၃တောင်စုဖရားနဲ့ဖရားတွေနောက်ထပ်နှစ်စုလောက်ရှိပါသေးတယ်။အဲဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့တရင်တောင်ရဲ့အနောက်ဘက်မှာရှိနေတဲ့တောင်ကန်ရွာအဲဒီကနေကန်ကြီးကုန်းရွာဆက်ပြီးဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီဇင်းစင်းမြင်းစတဲ့ရွာတွေကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီနောက်ကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရက်ကတက်မတော်ကဒီထင်းချုပ်ထားတဲ့ကန်ဒီပေါ့ရွာကန်ပေါ့ရွာဒါအပြင်ဒီချောင်းရှိရွာချောင်းဝအနောက်စားရွာတွေကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီအတွင်းထဲမှာရှိနေတဲ့ရွာတွေအားလုံးကတော့ အရှိမတင်ဆက်ပေးခဲ့သလိုပါပဲတောက်ဘရောင်ပကံညောင်ဦးလန်းနဲ့6ညောင်ဦးလန်းကြောင့်မှတရှိနေပါတယ်ဒီကြားထဲမှာရှိနေတဲ့ပတ်ဝန်းကျင်တွေပါမယ်ဒီတွားတွေမှာပဲပတ်ဝန်းကျင်တစ်လျှောက်ဒီစကန်းတွေတဲရွာတွေတဲပြီးတော့ရွာတွေမှာနေတယ်စကန်းချတယ်စာတင်ကျောင်းတွေမှာစကန်းချတယ်ဒေသခံလူငယ်တွေကိုစီယုံတယ်ဒီလက်နက်ကန်အကြမ်းဖက်သမားတွေဖြစ်လာဖို့ကိုစီယုံတယ်လက်နက်တွေပေးကန်ပြီးတော့ဒီလက်နက်ကန်ဆွဲပြရတယ်အရသာလက်နက်ကန်ရတဲ့အရသာကိုတည်အောင်လုပ်ကြတယ်ဒါအပြင်ရွာသူရွာသားတွေနဲ့စီယုံအနည်းကထိတွေ့ဆက်ဆံပြီးတော့အင်အားတို့အောင်လည်းပြုလုပ်ဆောင်ရတဲ့အရှိပါတယ် ဒါအခုကျွန်တော်တို့မြင်တွေ့နေရတဲ့ပတ်ဝန်းကျင်တွေအတိုင်းပဲဒီပတ်ဝန်းကျင်ကအင်မတန်ရာသီဥတုကောင်းတဲ့အညာလို့ခေါ်ပေမဲ့အေဂျင့်မှုတွေကိုခံစားရတာဖြစ်ပါတယ်။လေလေအေးတယ်တိုးတောင်းသဘာဝတွေရှိတယ်အပင်တွေအားလုံးကလည်းစိမ့်ဆူလန်းဆန်းနေတာဖြစ်တဲ့အတွက်စကန်းချလို့အကောင်းဆုံးဒေတာတွေဖြစ်ပါတယ်။ဒီဒီအသာချက်တွေကိုအခြေပြုပြီးတော့ပဲအကြံဖက်သမားတွေကဒီပတ်ဝန်းကျင်မှာစကန်းချရင်လည်း PDF စကန်း PDF တွေရဲ့အဓိကထောက်ပို့နေရာတွေကိုစောင့်ရနေကြတာပဲဖြစ်ပါတယ်။ဒီပတ်ဝန်းကျင်တွေကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်ပါ။ ဒါတော့အခုဒီပဝင်းချင်းမှာရှိနေတဲ့ရွာသူရွာသားတွေရဲ့ဒါမကြောင်းထားတာလေးသဘောကအတိုင်းမှတ်ထားတဲ့ရွာတွေပေါ့ညွှန်တွေ့ရတာပဲဖြစ်ပါတယ်။ပဝင်းချင်းတစ်ခုလုံးကိုပြန်ကြည့်လိုက်မယ်ဆိုရင်စိမ့်ဆိုပဲစိမ့်လန့်နေ။ဒါပြောရမယ်ဆိုလို့ရှိရင်လည်းရေအရင်းမြစ်တွေရှိတယ်။အားလုံးပတ်ပတ်လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သဘာဝကြီးနဲ့ကျွန်တော်တို့ထိတွေ့ဆက်ဆံပြီးတော့နေလို့ရတဲ့နေရာတွေလည်းဖြစ်ပါတယ်။ဆက်ပြီးတော့ကျွန်တော်တို့ဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်ဒီနက်ပလင် အဲဒီကနေကန်ကြီးကောနတ်တောင်စတဲ့ရွာတွေကိုရောက်ရှိမှာဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့သွားလိုက်ရအောင်ပါအားလုံးမင်္ဂလာပါကျွန်တော်တို့အခုရောက်ရှိနေတာကတော့ချောင်းရှိရွာပတ်ဝန်းကျင်ကိုရောက်ရှိနေတာဖြစ်ပါတယ်ချောင်းရှိရွာနဲ့အနောက်အောင်ဆိုတာကလည်းဒီတရင်တောင်တန်းကြီးရဲ့အဆက်အခြေမှရှိနေတဲ့ရွာဖြစ်ပါတယ်ရွာကဒီတောင်တန်းကြီးရဲ့အနောက်ဘက်မှာရှိပါတယ်ဒီရွာမှာလည်းဒီ NUG ရဲ့လက်အောက်ခံပြည်တဲ့အဖွဲ့အများပြားကစခန်းနာချနေတာရှိပါတယ်အဓိကကတော့ချောင်းရှိရွာနဲ့အနောက်အောင်ရွာကြားမှာရှိတဲ့ ပလန်ကြောင်းမှာစကန်ချနေတာဖြစ်ပါတယ်။ဘေးဘဝင်းညမှာဆိုလို့ရှိရင်ရွှေမုတ်တော်ရှိမယ်၊ရွှေစာရံရှိမယ်။ဖျားနေစုရှိပြီးတော့ဒီ NGO လောက်ကန် PDF အဖွဲ့တွေကညာတိုင်းမင်းနောက်မှာရှိနေတဲ့ site ခင်းတွေမှာလည်းဒီမြေမြုံမိုင်းတွေထောင်သားတာတွေကိုလည်းရှိတယ်လို့သိရပါတယ်။ဒီပလန်ကြောင်းမှာတော့ဒီ NGO လောက်ကန် PDF အဖွဲ့အများပြားကလေးလာနေပါကြာမြင့်နေပြီးတော့စကန်ချထားတာရှိပါတယ်။ရွာသူရွာသားတွေနဲ့လည်းအတူနေထိုင်ပြီးတော့ရွာရဲ့စာတင်ကြောင်းတွေမှာဝင်ရောက်နေထိုင်တာတွေရှိတယ်။ဒါအပြင်ဒီချောင်းရှိရွာနဲ့အနောက်အောင်နောက်ကနေဆက်သွားမယ်ဆိုစည်းစိမ် စားတဲ့ရွာတန်းတစ်လျှောက်ကဘယ်ထီကိုဆက်ရောက်တယ်လဲဆိုတော့ဂန်းကရွာဘက်ထီကိုဆက်ရောက်ပါတယ်ဂန်းကရွာဘက်ဆိုတာကတော့တစ်ဖက်က6မြို့နယ်နဲ့ဒီညောင်မြို့နယ်ကိုဆက်ထားတဲ့ပြည်လမ်းပေါ်မှာရှိတဲ့ရွာတွေဖြစ်ပါတယ်ပြောရရင်တော့ဒီကျောက်ဘရောင်းပကံညာဦးလမ်းကနေတဆင့်ရွာတွေဆက်သွားပြီးတော့ကြည်ရချင်းဆက်လမ်းတွေကနေတဆင့်ဒီကြားတွေမှာအကျန်းဖက်သမားတွေကစုဖွဲ့လှုပ်ရှားနေကြတာဖြစ်ပါတယ်ဒီချောင်းရှိရွာနဲ့အနောက်အောင်ရွာမှာရှိတဲ့ PDF တွေကဒီဘီနပ်ပတ်ဝန်းကျင်ကရှိနေတဲ့စစ်ကြောင်းထိုးမှုတွေကိုလည်းအမြဲတမ်းလိုလိုသတင်းရနေတယ်လို့လည်းသိရတယ်ဒါအပြင် PDF တွေကလည်းဒေသခံရွာသူရွာသားတွေနဲ့အနီးကပ်နေထိုင်တာတွေစကြီးကောက်တာတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်။ချမ်းသာတဲ့အိမ်ပတ်သက်ရှိတဲ့အိမ်ဆိုရင်တရှိတဲ့အိမ်ဆိုရင်ဘလောက်စသဖြင့်သတ်မှတ်ထားတဲ့သတ်မှတ်ကြီးတွေလည်းရှိတယ်လို့သိရပါတယ်။အဲဒါအပြင်တမလို့ရဲ့နေမြေရှင်လင်းမှုတွေပြုလုပ်မယ်၊စစ်ကြောင်းထုတ်မှုတွေဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ဒေသခံရွာသူရွာသားတွေကိုခေါ်ပြီးတော့ဒီစာတင်ကြောင်းထဲမှာအပြင်ကနေတကားပိတ်ပြီးတောက်ခတ်ထားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပူပါတယ်။အဲဒါကလည်းဒီအနောက်အုံနဲ့ဈေးစင်မြေရွာနောက်ပြီးတော့ဒီချောင်းရှည်ရွာအနီးကစာတင်ကြောင်းတွေမှာဒေသခံရွာသူရွာသားတွေကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့ ပထမပိုင်းမှာလူသားတိုင်းအနေနဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဒီလာဘောင်များစွာကြာမြင့်ပြီးနေထိုင်ပြီးတဲ့နောက်ဒေသခံရွာသူရွာသားတွေနဲ့ PDF တွေကရင်းနှီးတဲ့ဆက်ဆံမှုတွေရရှိလာခဲ့ပြီးတဲ့နောက်မှာတော့ဒီသင်မျိုးပေါက်ဖော်တွေလိုမျိုးတအိမ်တက်တအိမ်ချင်းထမင်းစားလို့ရတဲ့သူတွေအားလုံးကအပြန်အလှန်ဒီတငယ်ချင်းတွေလိုဆက်ဆံရေးတွေရှိလာတာကိုလည်းမြင်တွေ့ရပါတယ်။ဒါပေမဲ့တချို့သောဒေသခံရွာသူရွာသားတွေကတော့အကြမ်းဖက်တွေရွာမှာစကမ်းလာချတာတွေကိုဒီစိတ်မသက်မသာတွေလည်းဖြစ်ရတယ်။တမလို့ကစိတ်ကြောင်းထိုးမှုတွေမှာလည်းစီပေးရှောင်ရတာတွေရှိသလို PDF effort တွေလာရောက်စကမ်းချတဲ့အတွက်လည်းရွာနာမှာကိုစိုးရိမ်နေ